မနေ1389ခုနှစ်18ရက်လီလာ2025ခုနှစ်မှာ16ရက်လီလာ2026ခုနှစ်ထိဗုဒ္ဓဟူသာသမီးများအသက်20 28 36 44 52 60 68 86 84 92 100 100 100ရှစ်နှစ်အတွက်ဆောင်းရန်ရှောင်းရန်နေအစီအရင်များဆရာဦးမောင်မောင်တန်းရင်ကိုအေးများစီတာ ဤပေတွင်ဟောစရံသည်ဗုဒ္ဓဟူသာသမီများအားလုံးအတွက်မဟုတ်ပါတည်ဤသက်ကိုရှိဖြင့်စားပါကလေးကျွန်းသောမြင့်များအတွက်သာဖြစ်ပါတယ်အသက်အပိုင်းလိုက်ဟောစရံများဆက်လက်တင်ဆက်ပေးပါမယ်ရှင်ဗုဒ္ဓဟူသာသမီများအသက်20 28 36 44 52 60 68 86 84 92 100 180ဆိုတဲ့အသက်အပိုင်းခြားရောက်နေပြီဆိုတာ ਨੇ အောင်မြင်လို့တဲ့လူမှုရေးစီးပွားရေးကျန်းမာရေးဘယ်ကိစ္စကိုမဆိုဗုဒ္ဓဟူးနာမည်ရှင်တွေနဲ့တိုင်ပင်ပါအကြံဉာဏ်ယူပါအကူအညီယူပါဒါပေမဲ့ဗုဒ္ဓဟူးစပြီးတင်းလာပိတ်မဲ့ထားတဲ့လကံမူခင်ဆိုတဲ့အမိတွဲမျိုးဖြစ်နေရင်တော့အကျိုးမပေးတော့ပါဘူးတင်းလာနာမည်ရှင်တွေလည်းအကျိုးပေးပါတယ်ဒါပေမဲ့သူတို့မှာအိမ်တွင်းရေးကိစ္စမိသားစုကိစ္စအလုပ်ကိစ္စတွေကြောင့်အလုံများပြီးတော်တော်လာလာများနေတယ်လို့ သူတို့နဲ့တွေ့ဖို့ကတော့အချိန်ပေးပါဒါတာပရိနာမည်ရှင်တွေလည်းအကျိုးပေးပါတယ်ဒါပေမဲ့သူတို့တွေနဲ့တွေ့ရင်တစ်ချိန်နဲ့မပြီးပဲမကြမကြပြန်ချိန်နေရလို့ခဏခဏသွားနေရရင်လည်းကိုကစိတ်ရှိပါဂျန်နဲ့နာမည်ရှင်တွေကခင်မို့ကောင်းကြပေမဲ့စီးပွားဆိုင်ရင်အကူအညီတောင်းရင်တော့မဖြစ်နိုင်တော့ပါဘူး၆ကဏန်းကိုတည်ထားပြီးအလုပ်လုပ်ပါရှောင်းမို့တွေကတော့ကားလုပ်ငန်း၊ကြောက်လုပ်ငန်း၊သစ်လုပ်ငန်း၊တန်ထယ်လုပ်ငန်း၊အမှုပညာနဲ့ဆိုင်တဲ့လုပ်ငန်း ခရီးသွားလုပ်ငန်းအဟာရအမျိုးမျိုးလုပ်ငန်းဆေးလုပ်ငန်းတွေပါပဲလုံလက်စားလုပ်ငန်းရှင်တွေတောင်ဒီလိုအသက်ပိုင်းမှာအထင်ငော်ဖြစ်နေတဲ့လို့အကျိုးပေးတဲ့နာမည်ရှင်တွေနဲ့တိုင်ပင်ပြီးပြုလုပ်ရပါလိမ့်မယ်ကျမရေကောင်မို့ကအဟာရဖြစ်အောင်စားပါ အတွေးတွေလျှော်ပါ အမှန်တကယ်ဆေးလိုအပ်သူတွေကိုဆေးလူပေးပါလမ်းများများရှောက်ပေးပါလူအများနဲ့စုပေါင်းလုပ်တဲ့လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါအာနာပါနကို အချိန်ရတိုင်းရှုမှတ်ပါ ယတနာတုတ်တော်ကိုနေ့တိုင်းအတိတ်ထံထားပြီးရွတ်ပါ အငံတွေလျှော့စားပါ လူမှုရေးတိုက်ခန်းများနေရင်အင်္ဂါတောက်ကြထောင်းတစောင်းများမှာနှုတ်က24ပစ္စည်းမပြတ်ရွတ်ပြီးတပစ္စည်းလည်းအမိုက်ရှင်မှာခဏခဏသွားပြီးပြုလုပ်ပါ စကားကြောင့်ခဏခဏမှားပါတယ်လို့စကားပြောရည်လည်းစင်ကြင်မှာလူမှုရေးလုပ်ငန်းတွေမှာမလူလာအပ်တဲ့လူမှုရေးအရှုပ်ရှင်တွေမဖြစ်အောင်စိတ်ကိုထိန်းချုပ်ပါအိမ်တွင်းရေးအဆင်ပြေဖို့ကအိမ်နောင်ရေးအရှုပ်ရှင်ရှိသူများ လူမှုရေးရှုပ်ရှင်းရှိသူများညအိတ်ဧည့်သည်ဖြစ်လာရင်တည်ထားပါ ကိုယ်တိုင်လည်းထိန်းချုပ်ပါ နနမိုးလင်းတိုင်းအနိဋ္ဌစကားများမြင်ရရှိရပြောခြင်းကိုရှောင်ခြင်းပါမင်္ဂလာရှိအောင်နေပါနိုင်ငံသားသာတင်မောလိုက်ဖို့ကတဏိတွေကိုဖျားငါးစုပြောင်းလှည့်ဖို့ပါဖျားတိုင်းမှာရှိတဲ့ဂျူရှစ်ခွင်လုံးမှာရှိတဲ့ရုပ်ပွားတော်များကိုရေးတက်ပေးပါ အနည်းဆုံး၄-၅ကြိမ်တော့ပြုလုပ်ပါ H အခရာနဲ့စတဲ့သီမောကုမ္ပဏီတွေဖြစ်နေရင်တော့ရွှေလရွှေပြီးမှထွက်ရပါလိမ့်မယ်။ပညာရေးကံတွေလည်းကောင်းနေပါတယ်။အခက်အခဲဖြစ်မဲ့ရှင်ထားတဲ့ဈာကစူးစားရင်စူးစားရင်လည်းပြန်လည်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။စာအုပ်စာပေအခက်အခဲရှိတဲ့တငယ်ချင်းချင်းချင်းကိုလိုအပ်တာတွေကူညီပေးလိုက်ပါ။ဓာတုတို့ဖို့ရှိပေမဲ့အတန်ကြာပြီးကြာနေတတ်ပါတယ်။ရွှေဘွဲ့အမည်ရှိတဲ့ဖျားစီတွေကိုမကြမကြသွားပြီး အရဟံဒိဋ္ဌိကိုပတိ16ပတ်ရအောင်စိတ်ပါကံပွင့်လာပါလိမ့်မယ်။ယာဓုတိုးဖြေတော့မယ်ဆိုရင်ဖျားရှင်ကိုရွက်လာများနဲ့ဝေနေအောင်ပူဇော်ပြီးအရဟံဒိဋ္ဌိပတိ16ပတ်ရအောင်စိတ်ပြီးမှသွားပါ။ချစ်တဲ့သူတွေကတော့မျက်နာပွင့်လန်းလွန်တဲ့နှစ်ဖြစ်နေတယ်လို့သက်ဆိုင်သူတွေပေါ်မှာတစ္ဆာရှိပါ၊ကိုကျင်းစားပေးပါ။စိတ်ကျမ်းမာရေးမကောင်းသူများကိုနှစ်ဦးဆုံး မကြမကြအဟာရလူပေးပါစကားမောင်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 းမပြောမိအောင်ထိန်ပါလုပ်ငန်းစတင်ဖို့ကဗုဒ္ဓဟူးနေ့မနက်9:00နာရီတည်တည်ဖြစ်ပါတယ်တနည်းလုံးကုသိုလ်ပြုဖို့ကဖျားရှင်ကိုနနတ်မိုးလင်းနိုင်ညနေတတော်ရီတောက်တော်ရီကတ်လူပေးပါပဋ္ဌံပရိတ်တော်များဖွင့်ပြီးနာယူပူဇော်ပါရွှေရင်အေးမကြမကြကတ်လူပါလာပြီနေ့တိုင်းဓာတ်ကြီးလေးပါဆွတော့ကတ်ပါ စိတ်ကြမ်းမာရေးမကောင်းသူများကို မကြမကြရှောက်ပေးပြီး လိုအပ်တဲ့စီငွေအဟာရတွေလူပေးပါ အကြောင်းကြီးငယ်ရှိရင်ဖရာစီဒီကိုသွားပါဘုဒ္ဓဘူတော်မှာရှိတဲ့ရုပ်ပွားစီဒီတော်များရွက်လာများနဲ့ဝီနေအောင်ပူဇော်ပြီးဂုံတော်၉ပါးကို16ခေါက်ယူပြီးမှလူရကိုသွားပါထီကံကမိုကဘုဒ္ဓဟူတနင်္လာစနေဇာတာပတိနာမည်ထီဆိုင်များအခရာများ၄၈၂၉၅ခဏများကကန့်ဆက်နေပါတယ် ကိုနာမည်ဟာဗုဒ္ဓဘူးစတနင်္လာပိမဲ့ထားတယ်။လကန်ရွှေကူရင်ခဆိုတဲ့နာမည်တွဲမျိုးတွေဖြစ်နေရင်ကာအကြံမောင်းခြင်းဆိုင်ကအကြံစီရင်လူမှုရေးရှုပ်ထွေးခြင်းတွေကိုရှောင်ကျင်ပါမိတ်ဆွေတို့အနေနဲ့ဝိရိယရာ လောကီပညာဗဟုသုတတွေကိုစိုက်နှစ်သက်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ကြည့်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ဗီဒီယိုဒီမှာပြန်ပြီးကြပါမယ်ရှင်။